ကောတူလီအလုံသမားတမကများအဖွဲ့ချုပ်မှဥဆောင်ပြီးမူဒရောခရိုင်အတွင်းတွင်တမကဆိုင်ရန်တင်တဲ့နေ့ကဘာအကြောင်းဆရာများနှင့်အခမ်းအနားအားကျင်းပပြုလုပ်ခဲ့ကြပါတယ်။တင်တဲ့အားအော်တိုဘာလ3ရက်နေ့နေ့4ရက်နေ့တို့တွင်ပြုလုပ်ခဲ့ပြီးတင်တဲ့အတွင်အလုံသမားတမကများစီလုံးညီညွတ်ရေးတမကအဖွဲ့ဝင်များ၏အခွင့်အရေးများနှင့်တာဝန်ဝတ္တရားများကလေးစစ်သားအုံပြုမှုပပျောက်ရေးဆိုင်ရာ KNUG မျိုးသားအစည်းအရုံး၏ထုတ်ပြန်ချက်များလိမ်ပိုင်းဆိုင်ရာကြမ်းဖက်မှုဆက်ကျင်ရေးနှင့်သက်ဆိုင်သည့်မူဝါဒနှင့်သဘောထားရည်တည်ချက်များနှင့်ဆက်ဆက်ပြီး ILO ၏ကလေးတငယ်အခွင့်အရေးများအပြင်ကမ္ဘာကျောင်းဆရာများနှင့်ဖြစ်ပေါ်လာပုံများကော်တူးလီကျောင်းဆရာတမကအဖွဲ့ဝင်များပြလာရင်းနှင့်အကောင်းလာရေးကိစ္စရပ်များကို အကျယ်တဝန့်ဆွေးနွေးခဲ့ကြပါသည်ထို့ပြင် အော်တိုဘာလ6ရက်နေ့တွင်ကမ္ဘာကျောင်းဆရာများနှင့်အားပြုလုပ်ကျင်းပခဲ့ပြီးအခမ်းအနားသို့ ခရိုင်ဩဂတာဒူဩဂတာနှင့်သက်ဆိုင်ရာခေါင်းဆောင်များမှတက်ရောက်ခဲ့ပြီးအပိစကားများကိုလည်းပြောကြားခဲ့ကာအခမ်းအနားအတွင်ကျောင်းဆရာဆရာမများအပြင်လောက်တက်9နှစ်နှင့်ဆယ်နှစ်ပြည့်မြောက်သည့်ဆရာဆရာမများအားဂုံပြုလာများနှင့် အထိတ်အမှတ်တစိမ့်များကိုလည်းပေးအပ်ခဲ့ပါသည်